ဆရာကြီးတွေခေါ်ထားခဲ့မယ်လူများပြီးတော့ပွဲမစီဖြစ်ခဲ့တဲ့မန်စီးတီးဂျပန်မန်ချက်စတာစီးတီးတင်းကတော့ကလပ်ကဖလားချုံးထွက်အဆင့်ကနေလှည့်ပြန်သွားခဲ့ရဖြစ်ပါတယ်မန်စီးတီးကအုပ်စုတွေမှာပုံစံကောင်းနေပြသပြီးတော့ရလကောင်းနဲ့ရယူနိုင်ခဲ့ကအုပ်စုပထမဉာဏ်နဲ့ချုံးထွက်အဆင့်ကိုတောက်လာခဲ့ကြတာဖြစ်ပြီး sorry club အဲ့လေတင်းနဲ့လာပြီးတော့ဆုံတွေ့နေရဖြစ်ပါတယ်မန်စီးတင်းနဲ့အဲ့လေတင်းနဲ့ဆုံတွေ့နေခဲ့တာဟာဘန်ဖီကာနဲ့တွေ့ခဲ့တဲ့ချယ်စီဂျွန်ဒပ်စတန်တွေ့ခဲ့တဲ့ရီယယ်မက်ဒရစ်အသင်းတို့ထက်စာရင်ပွဲချောင်းနေလို့အောင်ပြောလို့ရပါတယ် အဲ့ဒီလည်းကတော့ sorry လीမှာဆရာကြီးလို့ပြောလို့ရမယ်ဥရောပ club သင်းအနေနဲ့ရှင်လိုက်တဲ့အခါအားနေတဲ့အသင်းအသင်းဖြစ်နေပဲတတ်မှတ်ရမှာပါမန်စီလို့အသင်းနဲ့ရင်ဆိုင်မဲ့အဲ့ဒီလည်းတော့ပိုယောရောမှာအားနေနေတဲ့လူဆိုရမှာဖြစ်ပါတယ်ဘာတော့လဲဆိုရင်မန်စီသင်းရဲ့ exam လူစင်းကြောင်းလို့ပဲပြောရမှာပါတကယ်တိတ်တိတ်ကျ exam တွေမှာမန်စီသင်းဟာခေါင်းယူအားဖြည့်ထားခဲ့ကြဖြစ်ပြီးတော့လက်ရှိနွေရာသီပြောင်းရွှေ့မှာရင်အားစရာကောင်းတဲ့ခေါင်းမှုတွေကိုပြုလုပ်ထားခဲ့ကြသူပါ Haaland, Foden, Doku နဲ့ Savinho တို့ရှိတဲ့တိုက်စပိုင်းမှာ Mamos, Chakiro လို့ဇာမားတွေနဲ့အင်အားထပ်ဖြည့်ထားခဲ့ကြဖြစ်ပြီး မန်စီးတီးရဲ့တိုင်းစီပိုင်အင်တာမှကြောက်ဖို့လမ်းမှုကောင်းနေခဲ့တာဖြစ်ပါတယ်။အဲ့လိုအသင်းနဲ့အင်ဂျင်အသင်းကရစ်ဆိုင်တွေးဆုံခဲ့တာဖြစ်ပြီးတော့သူတို့နှစ်သင်းထဲမှာဘယ်သင်းကနောက်ဆင်းကိုတတ်သွားမလဲဆိုရင်မန်စီးအနိုင်နဲ့နောက်ဆင်းတက်လိမ့်မယ်လို့ပဲအများစုကခံမှန်းကြမယ်ထင်ပါတယ်။ဒါပေမဲ့အထင်းနဲ့မရတခြားစီလိုဖြစ်သွားခဲ့ပြီးတော့အင်လီယာမန်စီးတီးကိုအကောင်းဆုံးချိန်မုံပြသွားခဲ့ပါတယ်။လောကမှာအင်အားကြီးသူတွေကအမြဲတမ်းအနိုင်မရတော့သူအနိုင်ရလိမ့်မယ်လို့လည်းတွေးထားလို့မရဘူးဆိုတာအလုံးနဲ့သဘောပေါက်ထားဖြစ်မှာပါ။ငါတို့ကအင်အားကြီးတဲ့ဆိုတော့အနိုင်ကျင့်နေတိုင်းကျင့်လို့ရတဲ့ခေတ်မဟုတ်တော့ဘူးဆိုတော့လေပြင်ပလောကမှာမြင်တွေ့ထားကြရတယ်လို့ဘောလုံးလောကမှာလည်းမြင်တွေ့နေကြရတာပါ အခုလည်းအဲ့လေအသင်းဟာအဲ့လိုလှုပ်ပြသွားခဲ့တာဖြစ်ပြီးတော့ဇာမာကောင်းများစွာပိုင်ဆိုင်ထားခဲ့တဲ့မန်စီးအသင်းကို sorry ထိပ်သီးကလပ်တင်ဟာအနိုင်ကျော်ဖြတ်သွားခဲ့တာပါဒီနေ့ပွဲစဉ်ရဲ့ဦးဆောင်ကိုပထမဆုံးတွင်းခဲ့တဲ့အသင်းကမန်စီးအသင်းဖြစ်ပြီးတော့ပွဲစား6မိနစ်မှာ ground one ပေးပို့မှုကနေဘာနာတူဆေးဘာကအဖွင့်ကိုစတင်တွင်းသွားခဲ့တာပါမန်စီးအသင်းကပထမပိုင်းတွင်းမှာ၄ပေါက်တဲ့ကံချက်9ချိန်လောက်ရှိခဲ့ကြဖြစ်ပြီးအဲ့လေကတော့5ပေါက်တဲ့မှတ်မှုတစ်ချိန်မှမရှိခဲ့ကြပါဘူးအဲ့လေအသင်းကိုယ်မှဖြစ်သူရဲ့လက်စွမ်းကောင်းတို့ချိုးချောင်းတာမန်စီးတို့ဂိုးပြတဲ့ဦးဆောင်နိုင်နေမရှိခဲ့ကြတာဖြစ်ပါတယ် ီလပိုင်းပြန်လဲစတင်ချိန်မှာအဲလေတိုင်းစီမွန်လီယိုနာဒိုကကောင်းတာပြီးတော့ခြေပါကူရယူသွားပါတယ်။ဒါအဲလေတဲ့ပထမဆုံး၉ပေါက်တဲမှုဖြစ်ပြီးတော့ပထမဆုံး၉ပေါက်တဲမှတ်မှုမှာခြေပါကူစတင်ရယူသွားခဲ့တာပါ။နောက်ထပ်ပွဲကစားရင်52မိနစ်မှာတော့အဲလေတင်းဘက်ကဝိုင်းတိုင်းစီမွန်ဖြစ်သူမိုက်ကွန်ရဲ့တမ်မတိုင်းစစ်စစ်မှုကိုမန်စီနောက်ခံလူတွေဘလို့မှတားဆီးနိုင်မှာရှိခဲ့ကြတဲ့အတွက်ဘရာဇီးလားတိုင်းစီမွန်ကအကောင်းဆုံးအဆုံးသတ်ပြီးတော့မန်စီတင်းကိုပြန်လဲပြီးတော့ဥဆောင်သွားခဲ့ပါတယ်။ဒါမဲ့ချက်ချင်းဆိုလိုဟာလန်ပြန်လဲခြေပါသွားပြီးတော့ပွဲစားရင်မိနစ်60အတွင်းမှာတဖန်90စီတေးနဲ့ပြီးဆုံးသွားပါတယ်။ ်ဒိုနဲ့မိနစ်30အချိန်မှစက္ကစားခဲ့ရမှာတော့ချဲစီနောက်ကန်လူအောင်ဖြစ်တဲ့စီနီကောသားကူလီပါလီကတောင်းကန်ပွားရဲ့တစ်ချက်ကောက်တိုက်အဆုံးသတ်ကပွဲကိုပြန်လဲဥဆောင်ခဲ့ပေမယ့်မန်စီဘက်ကလူစားဝတ်တိုက်စစ်ကစားမှာဖိုရန်ချီပါကိုနဲ့တေးရလဲပြန်လဲထွက်ပေါ်သွားခဲ့ပါလိမ့်ဒါမှလည်း132မိနစ်အရောက်မှာတော့အဲလဲတိုက်စစ်မှုလီယိုနာဒိုကပဲအဲလဲအတွက်ရေးပါတဲ့အနိုင်ကိုသွေးယူကမန်စီတီကိုရှုံးထွက်စစ်ကလည်းလှည့်ပြန်သွားစေခဲ့ပြီးတော့အဲလဲအသင်းကတော့ quarter final ဆင့်စီတက်ရောက်သွားခဲ့ပြီလည်းပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါစေကျွန်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာစုံလေးကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်